်းရှင်တဲ့ယဟန်နာရီရဲ့ဓာတ်တော်လေးကိုဒီမှာသူတို့တည်ထားတယ်ပေါ့နော်။တော့ဒါမျောလေးမျောဖရားပေါ့နော်။တောင်မိုင်းဝင်ဖရားရဲ့ပစောင်းကိုမျောရှိခဲ့ဖြစ်ပါတယ်။လင်းလုံးမရှိရဲ့တဲ့။လင်းလုံးမရနေပြီးတော့ရန်ကြီးရောကွန်မြူတယ်တဲ့။အတိတ်ကအောင်မြင်သွားမှာဖြစ်ပါတယ်။ရှိမလို့ပြရအောင် ်ဟယ်လိုတငယ်ချင်းများလုံးဝမင်္ဂလာပါအခုရှိမှမြင်နေရတာကတော့ဒါပသိမ်မြို့ရဲ့ကျက်ကျက်တရေဆောင်ပေါ့နော်ရှင်မတော်ဖျားကြီးဖြစ်ပါတယ်ကဲအခုပသိမ်ရောက်နေတာဆိုတော့ဒါရှင်မတော်ဖျားကိုသွားဖို့မှာဖြစ်ပါတယ်အဲ့တော့တငယ်ချင်းတို့အနေနဲ့လည်းဒါကင်းတဲ့အတူတူပသိမ်မျိုးရဲ့ကြက်တီဆောင်ဖြစ်တဲ့ရှင်မတော်ဖျားကြီးကိုလိုက်ပြီးတော့အတူတူခုမြောက်ကြပါအောင်နော် မင်္ဂလာလန်းပေါ့နော်မင်္ဂလာလန်းနေပြီးတော့စပြီးဝင်မယ်မဟုတ်ဦးတောင်းကနေပြီးတော့စဝင်မှာဖြစ်ပါတယ်မင်္ဂလာလန်းနေလာရင်ကုံတယ်လန်းဖြက်လန်းထောင်လေးရှိရောပေါ့နော်ဒီကုံတယ်လန်းကကြတော့ပသိမ်မျိုးရဲ့အချက်ချလန်းဖြစ်တော့ကားရီဆိုင်ကယ်ရှိရဲ့အဲ့တော့တတိထားပြီးကူရပါတယ်အခုကတော့ဒါဖရားကြီးရဲ့ကိုစပြီးတော့ဝင်လာပြီးပဲဖြစ်ပါတယ် ကေရိုတဆောင်နဲ့ဝင်လိုက်တဲ့ဆိုရင်ပဲတစ်ဖက်တစ်ချက်စီမှာနေပဲကုံဆုံဆန်လေးတွေကိုလည်းတွေ့ရတယ်ပြီးတော့ဒါပသိမ်မြို့ရဲ့အထင်ကြီးအဖြစ်တဲ့ပသိမ်ချီလေးတွေကိုလည်းရောင်းလာမြင်ခဲ့ရပါတယ် အခုကေရုကဖျားရုပ်ရောက်တဲ့ချိန်ကတော့ညလေဆန်းနှစ်နာရီကျော်နေပါပြီ။ဒီပတိန်ရှင်မတော်ဖျားကြီးရဲ့ဒီနေရာလေးကိုကေကအတိအကျပြပြပေးပါမယ်ရှင်။ဒီဖျားကြီးကတော့ဒါပတိန်မျိုးပေါ့နော်။ပတိန်မျိုးအချက်ချလန်းဖြစ်တဲ့ကုံတယ်လန်းနဲ့ပန်းညံလန်းပေါ့နော်။အဲ့ဒီရဲ့ကြားထဲမှာဒါတရှိရပဲဖြစ်ပါတယ်။ဒီဖျားကြီးရဲ့အနီးမှာဆိုရင်တော့ဒါပတိန်မျိုးအထင်ကြီးစီးဖြစ်တဲ့ရှေပီတာစီရှိတယ်။ပြီးတော့ဒီနီးနားမှာလည်းဒါပတိန်ရဲ့ Ocean ပေါ့နော်။ Ocean Super Center ကြီးလည်းရှိရပေါ့နော်။အဲ့နီးနားမှာတရှိရပဲဖြစ်ပါတယ်ရှင်။ ကီကတော့ပသိမ်ကိုယောက်တိုင်းဒီရှင်မတော်ဖျားကြီးကိုအမြဲတမ်းလာပြီးတော့ပြပြခဲ့ပါတယ်။အဲကီတို့ကအခုပေါ့နော်ပြန်ဖို့အချိန်လေးရသေးတယ်ဆိုတော့ရှင်မတော်ဖျားကြီးကိုပြပြစုံစုံနဲ့စုံစုံလင်းလင်းနဲ့ပက်ပြီးတော့ဖူးပြမယ်။အခုကြည့်ရှုနေတဲ့တငယ်ချင်းတွေမှာလည်းဒီရှင်မတော်ဖျားကြီးကိုမရောက်ကြသေးတဲ့လူတွေရှိရင်လည်းဒါကိုယ်တိုင်ရောက်ရတယ်လို့မျိုးခံစားရအောင်လို့ဒါဖျားကြီးကိုပက်ပြီးတော့ဖူးမြော်ပြပေးမှာဖြစ်ပါတယ်။အခုကတော့ဒါဖះရွက်ဖြစ်ပြီးွားရေဆိုတော့ဖះကိုအပြပြပြီးမှဖြစ်ပါရတယ်။ ရှင်မတော်ဘုရားကိုဒါပတ်ပြပေးရင်းနဲ့ကီကဘုရားရဲ့တမန်ကြောင့်လေးကိုပြပြပေးမယ်နော်မြန်မာနိုင်ငံတကူးကြီးဘုရားရဲ့အနက်ပေါ့နော်တဆူပါဝင်ဖြစ်တဲ့ရှင်မတော်ဘုရားကြီးဟာဒါအယောက်တိုင်းစတာကြီးပသိမ်မျိုးလဲဈေးကြီးမှာတရှိပါတယ်ပြေပေါက်စီကြီးဖြစ်တဲ့အပြင်ပသိမ်မျိုးရဲ့ဒါအထင်ရှားဆုံးဘုရားလည်းဖြစ်ပါတယ် ဇေရိုရဲ့တမိုင်းကိုပြပြရမယ်ဆိုရင်တော့ရှီမော်ရောဘုရားကိုသာသနာတက်ကြတဲ့218ခုနှစ်တပေါင်းလာပြည့်နှစ်လမ်းကပုတ်ဖန်းတဲ့အခါမှာတီးဓမ္မတော့ကမင်းတဲလို့ဆိုခဲ့ပါတယ်တိတမတော့ကမင်းလက်ထက်တဲကစားပေါ်တော့သူ့ကိုဒါရွှေအာနာဇေဒီလို့ခေါ်တွေ့စေပြီးတော့458ခုနှစ်မှာအလောင်းစီသူမင်းကြီးပြန်လဲပြုပြင်ပြီးတဲ့အခါမှာဒူပါယုံဇေဒီလို့သမုတ်ခဲ့ပါဗျာ 625ခုနှစ်မှာသမုတ်တယောတမင်းနဲ့အုံမဒန်နီမီပီယာတို့တိုးချဲ့ပြီးတဲ့အခါမှာတော့ရှင်မုတ်တော်လို့အမည်ပြုခဲ့ခြင်းဖြစ်ခဲ့ပါတယ်ရှင်။တိတမတော့ကမင်းဟာဇေဒီပေါင်း၈၄၀၀တဲခဲ့တဲ့အ ਨੇ ဖရလောင်ရှင်ငချင်းဖြစ်စင်မာတကြီးဝမ်မင်းဖြစ်စင်မာတကြီးနေထိုင်ကျဆတော်မူရာပသိမ်မျိုးထေဘူးကန်းနာတာဝူအခင်ကြောက်တလင်းအမြင့်ပုံပေါ်မှာဖရတဆူတဲခဲ့ပါဗျာ အဖေကိုရွှေအနာစီလို့သမုတ်ခဲ့ပြီးတော့ဖះတဲစင်ကကတက်ခိနဲ့တာရာမိုက်ပြေတဆူမာဆိုရင်ရွှေမန္နလေးစုစီဆွဲပြီးတော့ဓာတ်တော်မွေတော်အဲ့တော့ဆန်တော့ညရိုးတော်များပါထည့်သွင်းပြီးတော့ဌာပနာခဲ့ပါတယ်အဲဒီတီးတမတော်ကမင်းဆက်ပြီးတော့တည်ခဲ့တဲ့ဒီဇေဒီတော်ရဲ့လုံးပတ်က3000အမြင့်9000ကြီးရှိခဲ့ပါတယ် အဲ့နောက်မှာတော့တက်ကလေး458ခုနှစ်မှာအလောင်းစီသူမင်းကြီးကတိုင်ခင်းလှည့်လျာမှာအပြင်ပတိန်တို့ဝင်နောက်မှုရတဲ့အခါမှာတီးတမတော်ကမင်းကြီးတီထားခဲ့တဲ့ရွှေအာနာဖျားကိုထက်မှန်ပြီးတော့ဘောနော မြင့်တင်ပြီးတော့ ချူပါယုံလို့ဒါသူကသမုတ်ခဲ့တယ်အဲဒါအလောင်းစီသူမင်းကြီးထက်မှန်ပြီးတော့မြင့်တင်လိုက်တဲ့အခါမှာတော့ဒါဈေးရောရဲ့လုံဘက်က17000ဖြစ်သွားတယ်အမြင်က15000ဖြစ်သွားတယ်ပေါ့နော်ထီော်နဲ့ဆိုရင်တော့ဒါ24000ဖြစ်သွားပါတယ်အဲ့နောက်မှာတော့ပသိမ်32မြို့ကိုဦးစီးအုပ်ချုပ်တယ်မူတဲ့သမုတ်တရောတာမင်းနဲ့အုံမာဒန်နီမိဖုရားကြီးတို့လက်ထက်မှာတက်ကလေးချ၂၅ခုနှစ်ပေါ့နော်အဲ့မှာငွေရောတစုဆန်တော်ရှစ်စုတွားတော်လေးကြောင့်ဖျောက်ပွင့်တော်မူရာဘောရိညာမင်းမှာအုံးရှိသည့် ပမာဏရှိရဲ့ညောင်သီးတို့ကိုဒါရှေ့ကျုံမှာချက်ပြီးတော့လုံးပတ်သုံးတာအမြင့်ခွန်းတောင်ရှိတဲ့ဗရံများစီတော်မှာသွတ်သွင်းပြီးတော့အဲ့ဗရံများစီတော်ကိုထပ်ပနာလျက်အလောင်းစီသူမင်းကြီးတည်ခဲ့တဲ့ဒူဘိုင်ယုံစီဒီကိုပြုတ်ပြင်းမှုမှန်ပြီးတော့တည်ထားတော်မူခဲ့ပါတယ်ဖျားပွဲတော်ကိုတော့တီးတမတော်ကမင်းကြီးမိန်နဲ့ဒါရွှေစေဒီမိုက်ပြေ1400အနက်မှာတဆူထပ်ပနာရင်းအစွဲရှိသူကိုအကြောင်းပြုပြီးတော့ရွှေမော်တော်လို့သမုတ်တော်မူခဲ့ပါတယ်။ဒါမိုက်ကိုပိ ာနီပတာယမူရီလို့ခေါ်တာပေါ့နော်။ဒါမူရီတရာကနေပြီးတော့ဒါမုတ်တော်ဖြစ်လာတာဖြစ်ပါတယ်။ရှင်မတော်ဘုရားဤဒါခြေရင်းမှာပေါ့နော်ခြေရင်းတောင်ဘက်အရက်မှာဖရာပူဇော်ရဲ့ပန်းရည်စေးချရတဲ့ချောင်းကိုပန်းစေးချောင်းလို့ခေါ်တယ်။ဒါအခုခါမှာတော့ဒါဈေးချောင်းလို့ခေါ်တယ်ပေါ့နော်ဈေးချောင်းရှိပါတယ်ဒီဘုရားအင်းကြီးမှာပြီးတော့ဒါအုံမတန်ဒီမိဘကြီးကဖရာအား ပန်းပူဇော်တင်တဲ့ဂုံးပေါ့နော်မိရထဘုရားဂုံးလို့ခေါ်တယ်အခုကတော့အဲ့ဒါကိုဒါပန်းတင်အဲ့ဒီခေခါကဒါပန်းတင်ဂုံးလို့ခေါ်တင်ခဲ့ပါတယ်သမုတ်ဒီယောတာမင်းကြီးနဲ့အုံမတန်နီမီပြားကြီးတို့နောက်မှာသခိုင်းမင်းဗာကြီးရောဘုရားပေါ့နော်ပြီးတော့ပကံမင်းမင်းနှောင်းမင်းပေါ့နော်အဲ့မင်းဆက်ဆက်ကဒီရှင်မတော်ဘုရားကြီးကိုထီတော်တင်ထူတဲ့ပြီးတော့ရွှေလုံးတော်ပြေးပေါ့နော်သင်ငန်းနေကတ်တဲ့ပြီးတော့တခြားပူဇော်ဆက်တာခြင်းများလေကောက်မှုတော်ကိုဒါတို့ကအဆက်ဆက် မြင်းအဆက်ဆက်ဒါပြုခဲ့တာဖြစ်ပါတယ်အဲ့နောက်မှာတော့ဗာပသိမ်မြို့ဝင်အဆက်ဆက်ကလည်းဒါဇေရော်ကြီးကိုထိမ့်သိမ်းဆောက်ရှောက်ပြီးတော့အစဉ်ဆက်ကိုကိုခဲ့ကြတာပဲဖြစ်ပါတယ်ရှင်ရှင်မမင်းကြီးကတော့ဒါရှင်ဘောတော်ဖရားရဲ့ဒါဆူတောင်းပြေပေါ့နော်ဒါတောင်ပိုင်ဘိုးဘိုးကြီးဖြစ်ပါတယ်ဒီမှာလည်းဒါကြော်ပွဲတွေပါနေပေါ့နော်ပူဇော်လို့ရပါတယ်ရှင် ခုကတော့ရှင်မတော်ဖရာကြီးကိုလက်ရရေးပြီးတော့ဒါပူဇော်မှာဖြစ်ပါတယ်။ကဲကတော့ဒါပုံရဦးတပည့်ဆိုတော့ပုံရဦးဂျိုတောက်မှာပေါ့နော်ဒါရေတက်ပယ်မှာဖြစ်ပါတယ်။ ဒါရေတက်ပဲပြီးွားပြီပေါ့နော်အခုကရတော့ဒါရှီမော်ရောဖျားကြီးမှာတရင်သုံးဆံပဲတော်မူနေတဲ့တမိုင်းဝင် မျောလေးမျောဖျားတစုကိုဒါသွားပြီးတော့အခုမျောမှာပဲဖြစ်ပါတယ်ဒီဖျားရဲ့တမိုင်းကိုကရတော့အတူကျုံးမပြပြလိုက်တော့မယ်ပေါ့နော်ဒါဗုဒ္ဓပွင့်တော်မူရာအိန္ဒိယနိုင်ငံကဘောရီညောင်မင်းရဲ့မျိုးပေါ့နော်အဲ့ဒီမျိုးကိုစိုက်ပြီးတော့မှရလာတဲ့ဘောရီညောင်မင်းရဲ့အသားနဲ့ပေါ့နော်ထူးစစ်ထားတဲ့ ဒါဗုဒ္ဓရုပ်ပွားတော်မြတ်၄စု ထုလုပ်တယ်ပေါ့နော်အဲ့ဒီဗုဒ္ဓရုပ်ပွားတော်မြတ်က9ရက်နဲ့ပြီးစီးသွားတဲ့အတွက်မြတ်စွာဘုရားရဲ့တတိယဓာတ်တော်ဆန်တော်ကိုဒါတဆူချင်းစီမှာထည့်တယ်ထည့်ပြီးတော့ဒါဖောင်းနဲ့မျောလိုက်တာမှာဒါမြန်မာနိုင်ငံကို၄စုစလုံးစိုက်လာတယ်ပေါ့နော်အဲ့ဒီ၄စုတဲကမှတဆူဖြစ်တဲ့ကျွန်းတော်ပလင်ခံနဲ့ညံတော်သုံးပွေခွဲရှိရဲ့ဗုဒ္ဓရုပ်ပွားတော်တင်ဆောင်လာတဲ့ဖောင်ကဒါပသိမ်မြို့မှာကတ်တယ်ပေါ့နော်ကတ်တဲ့အတွက်ဒါပသိမ်မြို့ရဲ့ရှင်မတော်ဘုရားကြီးမှာဒါတီထားပြီးတော့ပေါ့နော်တရင်သုံးဆံပဲတော့ ်မူပြီးတော့အပူဇော်ခံနေရပဲဖြစ်ပါတယ်ဒီဗုဒ္ဓရုပ်ဘွားတော်မြတ်ကြီး၄စုကမတူညီရဲ့အယက်ဒေတာအတီးတီကိုရောက်ရှိပြီးတော့အပူဇော်ခံလေးရှိနေကြတော့လေ အလွန်ထူးခြားတဲ့တူညီရဲ့အချက်တစ်ခုကတော့သီးလင်္ကာကျွန်းရှိရာအနောက်တောင်အရက်ကိုဒီဖျားလေးစုစလုံးကိုဒါမျက်နာမူလျက်ရှိကြခြင်းပင်ဖြစ်ပါတယ်။အဲဒီဖျားလေးစုကိုဒါတခြားဘက်ကိုမျက်နှာတော်ထားမိလျင်လည်းဒါသူ့အလိုလိုမူလနေရာသို့ပြန်လှည့်သွားကြတယ်လို့လည်းဒါမှတ်တမ်းတွေအရာပြောကြတယ်ပေါ့နော်။အဲဒါကြောင့်မလို့သူတို့ကိုသီးလင်္ကာကျွန်းရှိရဲ့အနောက်တောင်အရက်ကိုဒါမျက်နာမူပြီးတော့ပဲဒါထားရတယ်ပေါ့နော်။

ကဆရာသမားတို့ရဲ့ဂုဏ်ကြီးစုကိုအကြီးကြီးတက်တော့ဒီလိုကောင်းနေဖြစ်ပါစေ။အမိတဲ့ဒီဥစ္စာကိုအတိတ်ကနော်။တလအတွင်းလားနှစ်လအတွင်းလားသုံးလအတွင်းလားပြည်ပါစေလို့အတိတ်ကနော်။ကိုလိုချင်တဲ့စိတ်ကပို့ပေးတာ။နော်။အောင်စေအောင်စေအောင်ပါစေ။အောင်ပြီးအောင်မေဆာအောင်ချင်းမိလားကြာတယ်။ဒီလိုအေးပြီးကလုံးဝပါစေဆန္ဒနဲ့ဘဝထပ်ထူကြပါစေ။တောလီယာလာလီယာမှာခလုံးမတိစုမနေတဲ့ကြံတဲ့အောင်ရေဆောင်ရောက်ပါစေ။ ကပြတ်သိကင်းဝေးပါစေဥပယပြတ်ကင်းဝေးပါစေကျွန်တော်ဆင်မဲ့ကြည့်ကြပါစေတောင်းနေတယ်ဆင်ရဲစင်ရည်ပါစေအနောက်ဘက်မှာလင်းလုံးမင်ရှိရဲ့တဲ့လင်းလုံးမင်ကနေပြီးတော့ရောင်ကြီးရောကွန်မြူတဲ့တဲ့တက်ကြည့်မှဖြစ်ပါတယ်ဒီကလင်းလုံးမင်ဖြစ်ပါတယ်ဒါတော့လင်းလုံးမင်မှာ ီအပင်းရနေပြီးတော့သူတို့အောင်ကြီးရောကုန်းကြီးရောလို့ပြောပါတယ်။လမ်းမင်းဖြစ်ပါတယ်။ ခုမြင်နေရတဲ့ဒါရှင်မတော်ဖရာကြီးရဲ့တနင်္လာတောင်ပေါ့နော်တနင်္လာတောင်ရဲ့ညဉ့်ညဉ့်ချင်းဆိုင်တက်တက်မှရှိရဲ့ဒီတစောင်းရှိရဲ့ပေါ့နော်ဒီတစောင်းရှိပါတယ်ဒီတစောင်းရဲ့အတွင်းမှာဆိုရင်ဒါဖရာရှင်ရဲ့ယဟန်နာရီရဲ့တတ်တော်တွေကိုဒီမှာသူတို့တည်ထားတယ်ပေါ့နော်အဲ့ဒါကိုသွားရောက်ဖို့မပြောင်းမှာဖြစ်ပါတယ်ကဲကွာတစောင်းနဲ့ဝင်လာပါလိမ့် ဒါပသိမ်မြို့ရဲ့ကြက်တေးဆောင်ဖြစ်တဲ့ရှင်မတော်ဖရာကြီးကိုဒါဖူးပြီးွားကြီးပေါ့နော်ဟိုဆုံဆုံလင်းလင်းလဲဒါငွေချင်းတို့အတွက်ပတ်ပြပြီးွားကြီးလို့တော့ထင်ပါတယ်။ကဲအခုတော့ဒါကြီးကတော့ဒါရှင်မတော်ဖရာကြီးကနေပြီးတော့နှုတ်ဆက်ပါတယ်။ကြီးတို့ပြန်มาတော့မယ်။အားလုံးနှုတ်ဆက်ပါတယ်တက်တာပါ။